မြန်မာဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်မနေ့တုန်းကရှင်ပြိုင်ကစားခဲ့တဲ့2026အာရှယူစက်ခွန်ဖလာချစ်စစ်ပွဲအုပ်စုပထမပွဲစဉ်တွေမှာတော့ဒါကြားပေါက်မှုအနေနဲ့အာဖဂန်နစ္စတန်အသင်းကို သုံးကိုတကိုးဆိုတဲ့ရလတ်နဲ့ကိုပြတ်နိုင်ပွဲတပွဲရရှိခဲ့ပြီးတော့အုပ်စုအဖွဲ့လှခဲ့ပါတယ်မြန်မာသင်းနေနဲ့အုပ်စုအဖွဲ့ပွဲစဉ်မှာပထမပိုင်းမှာတွင်ကိုတကိုးဒုတိယပိုင်းမှာတွင်ကိုးနှစ်ကိုးနဲ့ပြိုင်ဘက်ကိုသုံးကိုပြတ်ဥဆောင်ပြီးမှပွဲပြီးမှသုံးကိုတကိုးဆိုတဲ့ရလတ်နဲ့အုပ်စုအဖွဲ့ပွဲစဉ်မှာနိုင်ပွဲနဲ့အတူဒါကျွန်တော်တို့ချစ်စစ်ပွဲစဉ်ကို စတင်နိုင်ခဲ့ပါတယ် မြန်မာသင်းအနေနဲ့ကငါးသင်းပါတဲ့အုပ်စုကြီးမှာကြာရောက်နေတဲ့အတွက်ကြောင့်မလို့အုပ်စုပွဲစဉ်စုစုပေါင်း၄ပွဲကစားရမှာပါ အုပ်စုထိတ်ဆုံးသတင်းသာခြေစစ်ပွဲအောင်မြင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းကတကယ်ကိုမှအရေးပါပါတယ်အဲ့တော့မြန်မာယူဆက်ခွန်အသေးအနေနဲ့ဒါလေးပွဲကစားရမယ့်နေရာမှာအဖွင့်ပွဲစဉ်မှာပဲနိုင်ပွဲတပွဲရရှိလိုက်တဲ့အတွက်ကြောင့်မလို့ဒါအုပ်စုကနေပြီးတော့ဒါခြေစစ်ပွဲအောင်မြင်ဖို့အတွက်ကို တော်တော်လေးကိုမှအခြေအနေကောင်းသွားပြီလို့ဆိုရမှာပါ ြောမယ်ဆိုလို့ရှိရင်ဒါကျွန်တော်အနေနဲ့ကဒီမြန်မာယူဆက်ခွန်အမျိုးသားအသင်းရဲ့ကစားသမားတွေကိုတော်တော်လေးကိုစိတ်ဝင်စားတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကစားသမားတွေကဒါသူတို့ရဲ့ပထမဆုံးအာရှအဆင့်ပြိုင်ပွဲလေးဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီယူဆက်ခွန်အသင်းဆိုတာနောက်ကြလို့ရှိရင်ယူ20ဖြစ်လာမယ်၊ယူ23ဖြစ်လာမယ်ပြီးရင်လက်ရွေးစင်ဖြစ်လာမယ်။ဆိုတော့ဒီယူဆက်ခွန်ကစားသမားတွေကိုဒါကျွန်တော်တို့အနေနဲ့ကမြန်မာလက်ရွေးစင်အသင်းရဲ့တက်တန်းလိုက်အဆင့်တွေမှာတောက်လျှောက် ဒါကြည်သွားရမယ့်ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်မို့ဒီကစားသမားတွေရဲ့ခြေစွမ်းခြေစားဘလောက်ထိရှိလဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားရတယ်။အဲ့တော့ကျွန်တော်အနေနဲ့ကဒီပြိုင်ပွဲကိုတတိချာချာလေးကိုစောင့်ကြည့်ခဲ့တယ်။အဲ့တော့အဖွဲ့ပွဲစဉ်မှာတော့ဒါကျွန်တော်ရဲ့စိတ်ကြိုက်ပေါ်တော့ဒါမြန်မာယူစက်ခွန်ကစားသမားအဲတော်တော်များများတော့ထွက်ပေါ်လာတယ်။ကျွန်တော်တို့ဒီအနောက်တန်းနေရာမှာဆိုလို့ရှိရင်ကျောင်းနမတ်၃မြင်းမြတ်ကိုကိုနဲ့ဒါကျောင်းနမတ်၄မြို့ခန့်ကျော်ပြောလို့ရှိရင်ဒါအသင်းကောင်းဆောင်အောင်တီဟာတို့ဆိုရင်တော်တော်လေးကိုမှဒါကျွန်တော်တို့အဆင်ပြေ ြည်တယ်လို့ပြောရမယ် ကျောင်းနံပါတ်3မြင်းမြတ်ကိုကိုနဲ့ကျောင်းနံပါတ်4မျိုးခန့်ကြော်ဆိုလို့ရှိရင်လည်းဒါတော်တော်လေးကိုမှသူတို့ရဲ့အရာအမောင်းကပေါ့နော်တော်တော်လေးကိုမြင့်တယ်။တာမန်ကျွန်တော်တို့အသက်18နှစ်အောက်ကစားသမားတွေရဲ့အရာအမောင်းမျိုးမဟုတ်ဘဲနဲ့သူတို့ကတာမန်ထက်ကိုနည်းနည်းလေးပိုမြင့်တယ်ပေါ့နော်။ပြီးတော့လို့ရှိရင်ဒါကျွန်တော်တို့အရှိတန်းနေရာမှာဒီနေ့ပေါ်ထွက်လာတဲ့ကျောင်းနံပါတ်19ရဲနိုင်အောင်ပေါ့နော်။ရဲနိုင်အောင်အနေနဲ့ကလည်းဒါ twin ကိုတကူရယူပေးနိုင်ခဲ့တယ်။ရဲနိုင်အောင်အနေနဲ့ကလည်းဒါတိုက်စစ်မှုတအူးမှရှိသိရှိတိုက်တဲ့အရာ ရာမောင်မျိုးပိုင်ဆိုင်ထားတာတွေ့ရတယ်ဒါကျွန်တော်တို့မြန်မာလူငယ်တွေမှာပုံမှန်ကျွန်တော်တို့ရှိလိရှိတဲ့ဒါအရက်မဟုတ်ဘဲနဲ့ဒါအဲပုံမှန်ထက်ကိုနည်းနည်းလေးပို့ပြီးတော့အရက်ပို့ရှင်နေတာကိုတွေ့ရတယ်ဒီကစားသမား၃ယောက်ပေါ့နော်အဲ့တော့ပြီးတော့ရှင်နောက်တဲ့ကစားသမားတယောက်ကတော့ဒါကျွန်တော်တို့ဒီတတိယမြောက်ဦးဆောင်ကိုတွင်းယူပေးခဲ့တယ်ကျောင်းရမဆက်တဲ့စိုင်းမြတ်မင်းပေါ့နော်စိုင်းမြတ်မင်းအနေနဲ့ကလည်းဒီနေ့ပွဲစဉ်မှာကျွန်တော်ညာတောင်မန်ပေါ့နော်ကွင်းလဲညာတောင်မန် တလျှောက်မှာလှုပ်လှုပ်ရွရွရနဲ့ဒါကစားပေးနိုင်ခဲ့ပြီးတော့ဒါသူ့အနေနဲ့သွင်းကိုတကူကိုလည်းရယူနိုင်ခဲ့တယ်။နောက်ထပ်ကျွန်တော်ဒီဘက်ဘဲတောင်မှန်ကွင်းလေတိုက်စစ်ကကျောင်းမတ်9အန်ထူးပိုင်ဆိုလို့ရှိရင်လေသူလည်းဒါကျွန်တော်တောင်မှန်မှာလှုပ်လှုပ်ရွရှနဲ့ဒါအာဖဂန်နစ္စတန်အသင်းရဲ့ခံစစ်ကိုကျွန်တော်ချင်းချောက်နိုင်ခဲ့တာကိုတွေ့ရတယ်။ ဲ့တော့ဒီကစားသမားလေးတွေကတော့ဒါကျွန်တော်မျက်စိကြရတယ်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်နောက်တဲ့ကစားသမားတယောက်ကကျွန်တော်တို့ဒီကျွန်တော်တို့ challenge တီဆိုတဲ့ကစားသမားပေါ့နော်ဒီကစားသမားရဲ့နာမည်ကိုကျွန်တော်အနေနဲ့အတန်ထွက်တာမှာသွားလို့ရှိရင်လည်းဒါတောင်းပန်ပါတယ်ပေါ့နော်သူ့အနေနဲ့ကဒါကျွန်တော်တိုင်းသားဖြစ်လိမ့်မယ်သူ့နာမည်ကကျွန်တော်တို့ဒီ challenge ဒီပေါ့เนาะဒါကြောင့်မှာထိုးပေးထားတယ်ပေါ့เนาะဒီအတိုင်းအင်္ဂလိပ်လိုဆိုရင်ဒီအတိုင်းပေါင်းတယ်ပေါ့เนาะဒါမြန်မာအတန်ထွက်ကတော့ဘလို့အတန်ထွက်လဲတော့မသိဘူးပေါ့เนาะဒီကစားသမားလေးဆိုလို့ရှင်လဲတော်တော်လေးကိုကောင်းတယ်ဗျာကျွန်တော်တို့ဒီမြန်မာအတင်းရရှိခဲ့တဲ့ twin go 2 go လောက်မှာဟိုဒီကစားသမားကပါဝင်ပတ်သက်ခဲ့တာအဲ့တော့မြန်မာအတင်းနေနဲ့ဥဆောင် go go ဂျာတာကျွန်တော်တို့ပထမပိုင်းမိနစ်30ကြော်လောက်မှာရရှိခဲ့တာဖြစ်တယ် ဲ့ဒီမိနစ်30မရောက်ခင်မှာဒါမြန်မာသင်းနေတဲ့ကအာဖဂန်မစ္စတာအသင်းဘက်ကိုတောက်လျှောက်တိုက်စစ်ဆင်ကစားနိုင်ခဲ့တယ်ဒါပေမဲ့လည်းဒါကျွန်တော်တို့ twin goal တွေတော့ရယူနိုင်ခဲ့ခြင်းမရှိဘူးပွဲကစားချိန်ဒါကျွန်တော်တို့33မိနစ်ရောက်မှဒါဒါကျွန်တော်တို့ထောင်းကန်ဘောကနေတဆင်အသင်းကောင်းဆောင်အောင်တီဟာရဲ့ကန်တင်ပေးမှုကနေတဆင်ဒါနောက်ခံလူနောက်ခံလူမျိုးခန့်ကြော်ကလှလပပပဲကျွန်တော်တို့ခေါင်းတိုက်တွင်းယူပြီးတော့ဒါကျွန်တော်တို့မြမအသင်းအတွက်ပထမဦးဆောင်ဂိုးကိုရယူခဲ့ပါတယ် ဒီလိုနဲ့ဒါကျွန်တော်တို့ပထမပိုင်းပွဲကစားချိန်အပြီးမှာတော့တကူကုမရှိဆိုတဲ့ရလတ်နဲ့မြမအသိအနိုင်ရရှိနေခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ဒါကျွန်တော်တို့ဒုတိယပိုင်းဆက်ဆက်ချင်းမှာပဲမြမအသိအနေနဲ့ကဒုတိယမြောက်ဥဆောင်ကိုကိုထပ်မံရရှိခဲ့ပါတယ်ကွင်းလဲကနေပြီးတော့ကျွန်တော်ခုနကတည်းကပြောတဲ့ဒါကျွန်တော်တို့ချန်လမ်တီရဲ့ကွင်းလဲကနေပြီးတော့အလိုက်သက် ဖြတ်တင်လိုက်တဲ့ဘောလုံးပေါ့နော်ဒီလိုဖြတ်တင်လိုက်တဲ့ဘောလုံးကြီးကလည်းတော်တော်လေးကိုလှတယ်ဗျတော်တော်လေးကိုလှတယ်အရှည်တန်းတိုက်စစ်မှုရဲတိုင်းအောင်အနေနဲ့ကလည်းကျွန်တော်တို့ challenge တီရဲ့ဖြတ်တင်ပေးမှုကိုလူချိုးထောင်ချောက်ကိုဖြတ်ပြီးတော့ကျွန်တော်တို့ဘောလုံးကို ဖြတ်ယူပြီးတော့ဂိုးသမားနဲ့တယောက်ချင်းအတွေ့မှာဂိုးသမားကိုပါထပ်မံကြော်ဖြတ်ပြီးတော့ဒါလှလှပပပဲကျွန်တော်တို့တီတီငင်ငင်နဲ့ပဲဒါကျွန်တော်တို့ဒုတိယမြောက်ဦးဆောင်ကိုကိုရယူခဲ့တယ်ဒီဂိုးမှဆိုလို့ရှိရင်လဲကွန်းလဲကနေ challenge တီရဲ့ကျွန်တော်တို့ဖြတ်တင် ဘောလေးက တကယ်မှတက်ရက်ပြီးတော့မှအေးစစ်တည်နေတယ်ပေါ့ဗျာဒီလိုအလုံးလေးကိုကျွန်တော်တော်တော်လေးကိုသဘောကျတယ်ဗျာတတရမြောက်ဥဆောင်ကိုရခဲ့တဲ့အလုံးမှဆိုလို့ရှိရင်လဲ challenge အနေနဲ့ကအဲ့ဒီပုံစံအတိုင်းပဲပေါ့နော်ဒါတတရမြောက်ဥဆောင်ကိုကိုတော့ပွဲကစားချိန်ကျွန်တော်တို့56မိနစ်မှာတော့ဒါညတောင်မန်ကစားသမားစိုင်းမြတ်မင်းကဒါကြ challenge ရဲ့ ကျွန်တော်တို့ဖြတ်တင်ဘော ကိုကျွန်တော်တို့တားယူပြီးတော့ဂိုသမားနဲ့ရှင်တွေ့တဲ့အချိန်မှာဂိုသမားအနေနဲ့ဒါကျွန်တော်တို့စိုင်းမြတ်မင်းအပေါ်ကိုဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့အတွက်ကြောင့်မျိုးဒန်လူကြီးအနေနဲ့ကပနတီပြည်တံပေါ်တတ်မှတ်ပေးခဲ့တယ်အဆိုပါပနတီကိုလည်းဒီစိုင်းမြတ်မင်းကသူ့ကိုယ်တိုင်ပဲဂိုသမားရဲ့ညာဘက်တောက်ကိုလှလှပပကန်သွင်းယူပြီးတော့မြမအသင်းအတွက်တတိယမြောက်ဦးဆောင်ကိုရရှိခဲ့ပါတယ်ဒီလိုနဲ့ဒုတိယပိုင်း65မိနစ်မှာတော့ မိပြဥကြော့စီရအနေနဲ့ဒါသူ့အနေနဲ့ဒီနေ့လူစင်းရဲ့ပွဲထွက်လူစင်းမှာခြံလက်ခဲ့တဲ့ဒီမြမယူဆက်ခွန်အသိရဲ့စောက်ကြီးရမယ့်ကစားသမားလို့ကျွန်တော်တို့ပြောခဲ့တဲ့တတ်မှတ်ထားတဲ့ညီညီတန့်ကို ဒုတိယပိုင်း65မိနစ်ရောက်မှသာထည့်သွင်းအသုံးပြုခဲ့တယ်။ညီညီတန်းဝင်လာပြီးတော့တိတ်မကြပါဘူး။အာဖဂန်နစ္စတန်အသင်းကလည်းကျွန်တော်တို့လူစားလဲလဲမှုတွေပြုလုပ်ပြီးတော့တိုက်စစ်ကိုမြှင့်ခဲ့တယ်ပေါ့နော်။အဲလူစားလဲလဲမှုတွေပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာအာဖဂန်နစ္စတန်အသင်းရဲ့ကစားပုံကလည်းတော်တော်လေးဟိုမှာကောင်းမွန်ခဲ့တယ်ပေါ့နော်။ဒါကျွန်တော်တို့ဒုတိယပိုင်း83မိနစ်ရောက်မှတော့လူစားဝင်ကစားသမဟာဇေးရဲ့ကျော်လှပတဲ့ကန်ချက်ကနေတစ်စက်အာဖဂန်နစ္စတန်အသင်းအနေနဲ့ခြေပါကိုတခုပြန်လဲရရှိခဲ့ပါတယ်။ ဲ့ဒီနောက်ပိုင်းမှာတော့ဒါကျွန်တော်တို့အာဖဂန်နစ္စတန်အသင်းအနေနဲ့ကဒါပွဲကစားချိန်80နောက်ပိုင်းမှာမြန်မာအသင်းဘက်ကိုဒရဆတ်တိုက်စစ်စင်ဖိအားပေးကစားနိုင်ခဲ့တယ်။ဒါပေမဲ့လည်းမြန်မာအသင်းရဲ့ခံစစ်အနေနဲ့ဒါအမှားအယွင်းမရှိဘဲနဲ့ဒါနီးပြဥကြော်စရာအနေနဲ့ဒါအဲကစားသမားတွေကိုဒါလမ်းညွှန်နိုင်ခဲ့တယ်လို့ဆိုရမယ်။ဒါပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါမြန်မာလက်ရွေးစင်အသင်းကြီးအဆင့် မှဆိုလို့ရှိရင်ဒုတိယပိုင်းကျွန်တော်ပွဲကစားချိန်80မိနစ်ကျော်လာပြီဆိုလို့ရှိရင်ကျွန်တော်မြန်မာအသင်းရဲ့ခန်းစစ်ကယူရွဲပေါက်ပြဲပြီးတော့တိုင်ပတ်တာဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်မြန်မာယူဆက်ခွန်အမျိုးသားအသင်းအနေနဲ့ဒုတိယပိုင်းမှာဒါကျွန်တော်အာဖဂန်နစ္စတန်အသင်းတောက်လျှောက်ကျွန်တော်ဒရက်ဇတ်အိုက်စစ်ဆင်လာတဲ့ဒီ80မိနစ် နောက်ပိုင်းမှာလည်းဒါခံစစ်မှာတည်တည်ငြိမ်ငြိမ်နဲ့ဒါကျွန်တော်တို့ရှင်းထုတ်မှုတွေကိုပြုလုပ်နိုင်ခဲ့တယ်ကျွန်တော်ဒီအခြေတမ်းမှာလည်းညီညီတက်အနေနဲ့ကတွင်းကိုတော့ရယူနိုင်ငယ်ချင်းမရှိပေမဲ့သူ့ရဲ့အပေးအယူဒါအလိန်အခောက်တွေနဲ့ပြည်သက်တွေကိုတော့ဒါရတာတစ်မျိုးတော့ပေးစွမ်းခဲ့တယ်ပေါ့နော်အဲ့တော့ဒါညီညီတက်အနေနဲ့ကဒါဒီနေ့ပွဲစဉ်မှာဒုတိယပိုင်း65မိနစ်မှာဝင်ရောက်ကစားခွင့်ရရှိခဲ့ပေမဲ့လည်းသူ့အနေနဲ့တွင်းကိုတော့ရယူနိုင်ငယ်ချင်းမရှိဘူး အဲ့တော့ကျွန်တော်ပွဲပြီးဆုံးချိန်မှာတော့မြန်မာအသင်းအနေနဲ့က3-2တကူဆိုတဲ့ရလဒ်နဲ့အာဖဂန်နစ္စတန်အသင်းကိုအနိုင်ရခဲ့တယ်။မြန်မာအသင်းနဲ့အာဖဂန်နစ္စတန်အသင်းတို့ပွဲစဉ်ပြီးဆုံးသွားတဲ့အချိန်မြန်မာစံတော်ချိန်ည9:00နာရီမှာတော့ဒါကျွန်တော်တို့ဆီးရီးယားနဲ့နီဘောအသင်းတို့ရဲ့ပွဲစဉ်ကိုဆက်လက်ကစားခဲ့တယ်။ ဒီပွဲစဉ်မှာတော့ကျွန်တော်စီးရီးယားတင်းနေနဲ့က၄ကို၂ကိုဆိုတဲ့ရလနဲ့အနိုင်ရယူခဲ့ပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်နီပေါ်တင်းနေနဲ့ကတော့ပွဲအစပိုင်းမှာအထာနှင်းနေရကနေစီးရီးယားတင်းနေနဲ့ကကျွန်တော်တို့တောက်လျှောက်ပေါ်တော့ဥဆောင်ကိုတွေတွင်းယူပြီးတော့ဒါကျွန်တော်တို့ဒုတိယပိုင်းမှာကျွန်တော်နီပေါ်တင်းနေနဲ့ချစ်ပါကူတွေပြန်လဲတွင်းယူတယ်ပွဲပြီးမှာတော့၄ကို၂ကိုဆိုတဲ့ရလနဲ့စီးရီးယားတင်းနေနဲ့အနိုင်ရရှိခဲ့ပါတယ် ဲ့တော့ကျွန်တော်တို့အုပ်စုပွဲစဉ်တက်ပြီးကျွန်တော်တို့မြန်မာအသင်းပါဝင်ရှင်ပြိုင်ကစားနေတယ်အုပ်စုကြီးရဲ့အမှတ်ပေးစရာရည်တည်မှုတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်မြန်မာသင်းနေနဲ့ကတော့ဒါကျွန်တော်တို့တပွဲကစားတပွဲအနိုင်ရရှိထားတယ်။စီးရီးယားကလည်းတပွဲကစားတပွဲအနိုင်ရရှိထားပေမဲ့ twin go ပေါ့နော်။ယာကိုအရာ စီးရီးယားက၄ကိုရထားတယ်။မြန်မာက၃ကိုရတဲ့အတွက်ကြောင့်မလို့ဒါစီးရီးယားအသင်းအနေနဲ့ကအုပ်စုထိပ်ဆုံးနေရမှာရက်တီနေပါတယ်။ အဲ့တော့ကျွန်တော်တို့အုပ်စုဒုတိယပွဲစဉ်တွေကိုတော့လာမယ်နိုဝင်ဘာလ24ရက်နေ့ပေါ့နော်မနက်ဖြန်တင်းလာနေ့မှာဆက်လက်ရှင်ပြန်ကစားသွားမှာဖြစ်ပါတယ်မြန်မာအသင်းအနေနဲ့ကတော့မနက်ဖြန်တင်းလာနေ့နိုဝင်ဘာလ24ရက်နေ့မြန်မာစံတော်ချိန်ညနေ၄နာရီမှာနီပေါ်အသင်းနဲ့ရှင်ပြန်ကစားသွားမှာဖြစ်ပြီးတော့ည9နာရီအချိန်မှာတော့ဆီးရီးယားအသင်းနဲ့အိုမန်အသင်းတို့ရဲ့ပွဲစဉ်ရှိနေပါတယ် ဆိုတော့ကျွန်တော်တို့ဒီစီးရီးယားနဲ့အိုမန်သင်းတို့ရဲ့ပွဲစဉ်မှာတော့ဒါကျွန်တော်တို့အနေနဲ့အိုမန်သင်းရဲ့ခြေစွမ်းခြေစာကိုကျွန်တော်တို့စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာအသင်းအနေနဲ့ကတော့အုပ်စုဒုတိယမြောက်ပွဲစဉ်မှာဒါနီပေါ်အသင်းကို ACC ပဲနိုင်ပွဲတစ်ပွဲကိုပုံဖော်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒါနီပေါ်အသင်းကိုဂိုးပြတ်နိုင်မလားဂိုးပြတ်မနိုင်ဘူးလားဆိုတော့ပဲကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာပါ အဲ့တော့2026ခုနှစ်စော်ဒီနိုင်ငံမှာကျင်းပမယ့်အာရှယူဆက်ခွန်ဖလားပြိုင်ပွဲရဲ့ခြေစစ်ပွဲစဉ်တွေကိုနိုဝင်ဘာလ22ရက်နေ့မှာမြန်မာအသင်းရဲ့ပွဲစဉ်တွေအပြင်တခြားသောအာဆီယံဒေသကအသင်းတွေရဲ့ပွဲစဉ်တွေလည်းရှင်ပြိုင်ကစားခဲ့ပါတယ်အုပ်စု A မှာဆိုလို့ရှိရင်တော့အရှိတီမောအသင်းအနေနဲ့ဘင်္ဂလားဒေ့ရှ်အသင်းကို၅ခုခုမရှိနဲ့ရှုံးနေခဲ့ပါတယ်အုပ်စု A ကပဲဘရူနိုင်းအသင်းအနေနဲ့တီလီလင်္ကာအသင်းကို၄ခုခုမရှိနဲ့ရှုံးနေခဲ့ပါတယ် အုပ်စုဘီမှာတော့ကျွန်တော်လာဝသင်းနေနဲ့ကဂူဝန်သင်းကိုရှစ်ခိုးခိုးမရှိဆိုတဲ့ရလနဲ့ကိုပြတ်နိုင်ပွဲတစ်ပွဲကိုရရှိခဲ့ပါတယ်ကျွန်တော်အုပ်စုဘီကပဲကမ္ဘောဒီးယားသင်းနေနဲ့ကတော့ပါကစ္စတန်သင်းကို၃ခုတခုနဲ့ရှုံးနေခဲ့ပါတယ်ကျွန်တော်အုပ်စုဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်အာဆီယံဒေသကအသင်း၃သင်းအထိကိုပါဝင်နေတာပါဒီအုပ်စုမှာတော့ဒါကျွန်တော်တို့အုပ်စုပထမပွဲစဉ်မှာစင်ကာပူနဲ့ဗီယက်နမ်တို့ထိတိုက်တွေ့ဆုံခဲ့ပြီးတော့ဗီယက်နမ်အသင်းက6-9ပြတ်အနိုင်ရရှိခဲ့ပါတယ် မလေးရှားအသင်းကလည်းကျွန်တော်တို့မြောက်ကျွန်းစုအသင်းကို73ခုဂိုးမရှိဆိုတဲ့ရလနဲ့ဂိုးပြအနိုင်ရရှိခဲ့ပါတယ်ဒီအုပ်စုဒီမှာဆိုလို့ရှိရင်လည်းမလေးရှားအသင်းကအုပ်စုပွဲစဉ်တစ်ပွဲကစားပြီးတဲ့ချိန်မှာအုပ်စုထိပ်ဆုံးနေရမှာရက်တည်နေပါတယ်အုပ်စု E အုပ်စု E မှာဆိုလို့ရှိရင်တော့ကျွန်တော်ဖိလစ်ပိုင်အသင်းအနေနဲ့ကအုပ်စုအဖွဲ့ပွဲမှာအီရက်အသင်းကို3ခု2ခုဆိုတဲ့ရလနဲ့ရှုံးနေခဲ့ပါတယ်အုပ်စု F အုပ်စု F ကထိုင်းအသင်းကတော့အုပ်စုအဖွဲ့ပွဲစဉ်ဖြစ်လာမယ် လိုဝင်မာလာ24ရက်နေ့ပေါ့နော်မနှက်ဖြန်ရောက်မှသာခစားသွားမှာပါကျွန်တော်အုပ်စုကြီးကမြန်မာအတင်းကတော့အုပ်စုအဖွင့်ပွဲစဉ်မှာအာဖဂန်နစ္စတန်အတင်းကို3-9တကိုးဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအာရှယူဆက်ခွန်ပလာချစ်စစ်ပွဲရဲ့အုပ်စုဒုတိယပွဲစဉ်တွေကိုတော့မနှက်ဖြန်တနင်္လာနေ့ပေါ့နော်နိုဝင်ဘာလ24ရက်နေ့မှာဆက်လက်ရှင်ပြိုင်ကစားသွားဖို့ရှိနေပါတယ် မြန်မာအသင်းကစားနေတဲ့အာရှယူဆက်ကွန်ပလာချစ်စပွဲစဉ်တွေကိုတော့ TV ရုပ်သံလိုင်းတွင်အဖြစ်က MRTV ရုပ်သံလိုင်းနဲ့ Reader Channel တွေကနေပြီးတော့ Dai Live ထုတ်လွှင့်ပြသနေပြီးတော့ကျွန်တော်တို့ဒီ YouTube ကနေကြည့်မယ်ဆိုလို့ရှိရင်တော့ Pyong Play Sport YouTube Channel ကနေပြီးတော့လည်း Dai Live ကြည့်ရှုနိုင်ပါတယ်မြန်မာပေါ်တော့လောကနဲ့ပတ်သက်တဲ့သတင်းအချက်အလက်အကြောင်းအရာတွေကိုအမြဲတမ်းသိရှိနေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ BDTV ဆိုတဲ့ channel လေးကို subscribe လုပ်လေးနေထားဖို့တောင်းဆိုပါရစေခင်ဗျာ